ိုမြစ်တာပို့တဲ့ခါကျတော့အောက်ရက်နဲ့ထပ်ဝန်းကျင်ဆိုပြီးတော့ဟိုပို့တော့ငရဲသားတွေစီကိုကျတော့ဘလို့ရောက်မလဲဗျာမြစ်တာမင်းကောဆရာတော်ဗျာကြီးအဲ့ဒါတော်တော်တည်တည်ချာချာရှင်းပြတယ်နော်ဆရာတော်ကြီးကတော့ဒီလိုကိုအောက်ရက်နိုင်ရှိတော့အနန္တစัจ java လားအနန္တတတဝါတို့အဘေဘုံသားအနန္တတတဝါတို့ဒီလိုမျိုးပြောတာနော်ဘုံမုံတို့ဒီမြေကြီးပေါ့အခုဘုံမုံတို့မြေကြီးရှိရဲ့အဲ့ဒီမြေကြီးကယူဇနာ2သိန်း4တောင်းဆိုတော့ မိုင်ပေါင်း2သိန်း4တောင်းဟိုဒါ10နဲ့အထက်မြောက်ပေါ့ဗျာအဲ့လောက်မိုင်ရှိတယ်ရှိတဲ့အခါကျတော့အခုဘုံဘုံတို့မြေကြီးလွာနေအဲ့ဒီအောက်ကိုသွားလိုက်တဲ့အခါကျတော့ယူသနာတတောင်းခွဲမိုင်တသိန်းခွဲအကွာမှာပထမဆုံးတင်းသေးပါငရဲရှိမြေကြီးအောင်မြေကြီးထဲမှာပဲပါအဲ့တင်းသေးပါငရဲကဒီလိုမျိုးငရဲဒီလိုအိုးကြီးကြီးလာအဲ့ဆိုတော့ကအဲ့ဒီတင်းသေးပါငရဲရဲ့ ဘေးမှာငရေပေါက်ကြီး၄ပေါက်ရှိတယ်ခေကြီးပေါ့အဲ့ခေကြီး၄ခေရဲ့အပြင်ဘက်မှာတကိတ်တကိတ်မှာငရေငယ်ပေါ့ဥဒရငရေလို့ခေါ်တယ်၅ခု၅ခုတည်းရှိတယ်ရှေ့ဘက်ကလည်း၅ခုနောက်ဘက်ကလည်း၅ခုငရေတစ်ခုတစ်ခုခံစားရတဲ့နှုတ်ပေါ့လေပင်ပင်မသိရတဲ့ဟာလေနဲ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 တက်တက်တက်တာပြီးပေါ်တက်လာဒါကြောင့်လူတွေနဲ့တရန်းနဲ့ဒီငရေတွေရှိမမြင်နိုင်လို့လေမမြင်နိုင်လို့လေဘုရားရဟန္တာတွေဒေဝသကုရတဲ့ပုံစံမြင်နေပြဘယ်နှမ်းမှာငရေတွေမလို့ရှိတယ် အဲ့ဒါဒါပထမငရဲတထောင်ခွဲအဲ့ဒီအောက်မှာတထောင်ခွဲတထောင်ခွဲတထောင်ခွဲချလာချလိုက်တဲ့ကယူသနာတသိန်း2000ရောက်သွားပြီဆိုရင်အဲ့ဒါအဝိဇ္ဇငရဲ့ကုသငရဲ့ရဲ့အောက်မှာငရဲမရှိဘဲနဲ့နောက်ထပ်ရေကြီးကတသိန်း2000ထူရည်အဲ့ဒါတန်မြေကြီးတန်ပြင်းကြီးရှိတော့အဲ့တော့အောက်ရက်၌ရှိတော့အပေပုံသားလို့ပြောလိုက်တယ်နဲ့ရေကြီးတဲကိုညှို့ပြီးအောင်ပြလိုက်ငရဲသားတွေကိုပါပါတယ်ပြန်ပါဗျာဟောပါလားမသိနော်ဟုတ်ပါတယ်အဲ့ဒါဥမှဘုံဘုံတို့ထပ်ပြီးတော့ ဖောက်အောက်ရဲ့၌ရှိသောအဘေဘုံဒအနန္တသัจ java လာအဲ့ဒါကြတော့ဒီငရေငရေဘုံတွေကဖောက်ပြီးတော့ဘုံဘုံတို့ကဘာကြီးရှိတယ်လေကဘာကြီးတဲ့ကဘာကြီးကိုဘုံတို့ဟိုကကြည့်လိုက်တော့အဲ space ရှိတဲ့မှာထည့်လိုက်တယ်ပါဗျာ university ထဲထည့်လိုက်တဲ့က university ထဲမှာဒီလိုမျိုးကဘာတွေအများကြီးရှိနေတာအဲ့တခြားကဘာတွေမှာလည်းတက်ရှိတယ်ရှိတယ်လေဒါကြောင့်အဲ့လိုစัจ java လာတစ်ခုကိုတိဆောက်တဲ့အခါနေတလုံးနေနဲ့ရှင်ဘက်ခုတွေဘုံတို့ဓာတ်တွေရှိမယ်အခုလို့ဒါဘာမျိုးကြီးလို့ရှိမယ် အဲ့လိုဒီစောက်ပုံတွေကသူကအကြံပြင်းအဖြစ်တူတယ်တဲ့အဲ့ solar system တစ်ခုပါတဲ့ပြည်သူနဲ့ universe တစ်ခုကိုတကဘာလို့ယူတာတဲ့မှာအဲ့လိုကဘာတသိန်းအဲ့ဒါမြတ်စွာဘုရားရှင်အာနာသက်ပြန့်နှံ့တဲ့ကကဘာတသောင်းဘုရားဖွားတဲ့အခါတောထွက်တဲ့ကဘုရားဖြစ်တဲ့အခါငရင်လောက်တာအဲ့အဲ့ဒီသူအကွက်ကသူအလံဖြစ်သွားတာပေါ့နော်အဲ့ကဘာတသိန်းရဲ့အပြင်ဘက်အနန္တရှိသေးတယ်ကြည့်လိုက်လေ glassy wave milky wave wave ကြီးတွေအများကြီးလေအဲ့ wave တွေကလည်းတခုတခုအင်အားကြီးတဲ့ဟာအင်အားကြီးတဲ့ဟာကိုအင်အားငယ်တဲ့ဟာလှဲ့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 တာဆက်အသင်းသားကြီးလည်းအနန္တတဲ့ကိုထွက်ကြပေါ့အဲ့ဒါကြောင့်မေတ္တာဖို့လို့ဆိုအနန္တသက်ကြောက်လာဆိုတာနဲ့အာဃာတတဲ့ကိုအာရုံကြီးပို့လိုက်အဲ့မှာကကိုယ့်ရဲ့မေတ္တာဓာတ်ကအဲ့အာဃာတတဲ့ကိုဖြန့်ချလိုက်ပြီးဆိုပြီးတော့အာရုံပြုလိုက်ဒါနဲ့ပဲအားကျင်ပါဒါကြောင့်အခုဒီမှာအောက်ရနိုင်ရှိတော့အပေပုံသားဆိုတာဒီမြေကြီးထဲမှာပဲရှိနေတယ် အဲ့ဒါကိုထုတ်ပေါက်ပြီးအနန္တသက်ကြဝလာဆိုတော့အောက်မှာကိုယ်ကဘာရဲ့အောက်မှာနောက်ထပ်ဆက်ကြဝလာတွေအများကြီးရှိနေတယ်။ကိုယ့်ရဲ့ကဘာအထက်မှာလည်းဆက်ကြဝလာတွေအများကြီးရှိတယ်။ဘေးမှာလည်းအများကြီးရှိတယ်။အဲ့လိုကြမ္မာတံမြတ်တာတက်ကအတပိုင်းအချားမရှိဘူး။ပြန့်ထွက်သွားတယ်။ဖြတ်နိုင်လားဆိုတော့တပည့်တော်အဲ့လောက်ဆွမ်းအားရှိလားဆိုတော့ကိုယ်ဆွမ်းအားရှိတယ်လို့ပြန်ပါဟုတ်လား။ပြန်ပါဗျာ။မေတ္တာဆွမ်းရှိတဲ့ပုဂ္ဂိုလ်တွေကြောင့်ဆွမ်းအားရှိတာပေါ့။မေတ္တာဆွမ်းနေရင်တော့နေတဲ့လောက်ပဲပြန်ပါပေါ့။အဲဒါကတော့ကိုယ့်ရဲ့ power ပေါ်မှာမူတည်ပြီးတော့ energy ပေါ်မှာတီးပြီးတော့ပြန့်နှံ့နေနှုံးကွာတယ်တို့တော့ကိုကဘာမှအပိုင်းချမထားဘဲနဲ့အကုန်လုံးကိုပေးချမ်းစေခြင်းနဲ့ဘေးကင်းစေခြင်းနဲ့ဆိုတဲ့မေတ္တာတက်အင်အားကြီးသွားဖို့အတိတ်ကရောက်တာမရောက်တာလေးပြန့်နှံ့မပြန့်နှံ့လေးအဲ့ဒါကြီးတွားယူ focus လုပ်လို့ပြကိုစိတ်ထဲမှာအငြိမ့်တက်တရားတွေကိုချမ်းသာစေခြင်းနဲ့စိတ်ဆွမ်းအားတွေအမှန်တကယ်ရှိလားဆိုတဲ့ဟာကိုပဲ focus လုပ်ပါเนาะပြန်ပါနားလဲပါနားလဲနော်နားလဲပါကျေးဇူးပါ